โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေဒီနေ့ပြင်းပြင်းရှိတာနဲ့နာဟုတို့ပြန်ကြည့်ရင်အီတာချီကဂျီရာယာကိုကြောက်နေတဲ့အပိုင်းမှာတခုစဉ်းစားမိသွားပါရစေဘာလဲဆိုတော့အီတာချီနဲ့ဟိုကားကဲခုနှစ်ယောက်ချိုင်းရင်ဘသူနိုင်မလဲဆိုတာပါခုနှစ်ယောက်ပေါင်းနေတော့ပဲဟုတ်ပါမလဲတကောင်ချင်းစီကိုပြောတာပါဂျီရာယာမှာစေ့ချ်မှုရှိတဲ့အတွက်အီတာချီရဲ့ဂန်ဂျေဆူကမတိုးလို့ကြောက်တာမှန်ပေမဲ့ဟိုကားကဲရေထဲမှာတော့ first နဲ့နာဟုတို့ကလည်းအီတာချီရဲ့ဂန်ဂျေဆူကိုကောင်တာနိုင်တဲ့သူမရှိပါဘူးရှေရှေဝေးဝေးတွေ intro ဝင်မနေပဲအစင်းလိုက်လေးစားလိုက်ပါမယ်ပထမဆုံး first ဟိုကားကဲ မှပြောစရာတော့မလိုပါဘူး။အီတာချီရှုံးပါလေ။စကန်ဟိုကားကအီတာချီနဲ့စကန်ဟိုကားကသာထိတိုက်ရင်စားရမယ်ဆိုတော်တော်လေးပျော်ဖို့ကောင်းတဲ့ battle ဖြစ်လာမှာပါ။ဘာလို့လဲဆိုတော့တိုဘီရာမှာမွေးတဲ့အူချီယာရီကိုပထွေးမုံမုံလာတဲ့ကောင်းပါ။ဒီမှာဘသူနိုင်မလဲမပြောခင်တိုဘီရာမှာရဲ့အမိုက်စားရှည်သွေးတွေကိုစမြုံပြန်ပြောချင်ပါသေးတယ်။ sharing gun ကနင်ဂျေစုနဲ့ထိုက်ဂျေစုတွေရဲ့ movement ကိုဖန်နိုင်တဲ့အတွက်တိုဘီရာမှာအဲ့ဒါကိုကောင်တာဖို့ sharing gun တော့လိုက်ဖက်လို့မရလောက်အောင်မြန်တဲ့ flying ranging ကိုတီထွင်ခဲ့ပါသေးတယ်။ အဲ့ဒီကျဆုနဲ့ပဲမာသာရရဲ့ညီကိုတန်နိုင်ခဲ့သလိုအဲ့ဒီကျဆုကြောင့်ပဲ Fourth Hokage ကကိုနိုဟာရဲ့ Yellow Flash ဆိုတဲ့ဂုံပုတ်ကိုရှာခဲ့ပါတယ်။နောက်ပြီးရိုးရိုးကလုံးတွေကအတူလားအစ်လားဆိုတာ Sharingan က Chakra Flow ကိုကြည့်ပြီးခွဲနိုင်တဲ့အတွက် Tobii Rama က Chakra Reova copy ထားတဲ့ Shadow Clone ကျဆုကိုထွင်လိုက်ပါတယ်။ Shadow Clone နဲ့လူအစ်စ်ကို Sharingan ရောဖြာကူကန်ရောမခွဲနိုင်ပါဘူး။ Naruto ကဒီတစ်ခွက်နဲ့ခံမရအခက်ဆုံးနေကြဆိုတဲ့ဂုံပုတ်ကိုရှာခဲ့ပါတယ်။ ဒီကောင်နေသားမကောင်းစားသွားတဲ့နှစ်ကွက်ကိုတီထွင်ခဲ့သူဖြစ်တဲ့ဆိုတဲ့အချက်နဲ့တင်စက္ကန့်ဟိုကာကဲကတော်တော်ကြံနေပါပြီ။နောက်ပြီးတော့အူချီယာတွေက fire style ကိုသုံးတဲ့အတွက်စက္ကန့်ဟိုကာကဲကအဲ့ဒါကိုကောင်တာဖို့ water style ကျိုးစုတွေအများကြီးကိုတီထွင်ခဲ့ပါတယ်။ဥပမာ water wall လို့ပါလို့ဆိုမိကိုပျော်ပျော်ကြီးကောင်တာလို့ရှားပါတယ်။နောက်လေကြံပါသေးတယ်။ကိုနိုဟာရဲ့ forbidden ကျိုးစုအများစုကသူထွင်ခဲ့တာပါ။တကယ်လို့သာတိုဘီရာမှာအူချီယာတွေအကြောင်းကိုသူတို့ထပ်တောင်းတော့ကြည့်ရတဲ့သူမဟုတ်ရင်သူ့ရဲ့ skill တွေကအီတာချီကိုနိုင်မို့မသေးကြပါဘူး။ ါပေမဲ့အီတာချီအတွက်ကန်ဆိုတာကတော့ second ဟိုကားကတခြားသူမဟုတ်ပဲတိုဘီရာမာဆန်ဂျူဖြစ်နေပါတယ်။အီတာချီက genius တယောက်ဆိုပေမဲ့တိုဘီရာမာက super genius ပါ။အဲဒါကြောင့်ဒီပွဲမှာလည်းအီတာချီရှုံးပါတယ်။နောက်တစ်ယောက်က third ဟိုကားက third ဟိုကားကခိုနိုအာမှာရှိသမျှဂျူစုအကုန်လုံးကိုတတ်တဲ့အပြင်ချာကာရာနေချာ၅မျိုးလုံးကိုတုံနိုင်တဲ့အတွက် the professor လို့တောင်ခေါ်ကြပါတယ်။ဒါပေမဲ့လေအီတာဂျီရဲ့ဂန်ကျစုကိုရှောင်နိုင်နေဆိုရင်တော့မှဆူဆာနိုနဲ့မန်ဂယ်ခူရှာရင်းကန်ကိုရှင်နိုင်မှုဆိုတာမဖြစ်နိုင်ပါဘူး ဒါကလည်းအဖိုးကြီးဖြစ်နေချိန်မှာမဟုတ်ပဲသူ့ရဲ့ prime စင်ပါကိုပြောတာပါ။ဘာလို့လဲဆိုတော့တတ်ဟိုကားကဲမှာတပည့်၃ယောက်ရှိပါတယ်။အားလုံးသိတဲ့ legendary စံနေထဲမှာ Orochimaru နဲ့ Jiraiya တို့နှစ်ယောက်လုံးကသူ့ထက်သားသွားပါတယ်။ Itachi က Orochimaru ထက်ကျန်လာအားလုံးအသိပါ။ Jiraiya တောင် sage မှုကြောင့်ခံကျစုသုံးမရလို့ပါ။မဟုတ်ရင်နိုင်ပါတယ်။ဒါကြောင့်ဒီပွဲက Itachi အတွက်လွယ်လွယ်တော့မဟုတ်ပေမဲ့တတ်ဟိုကားကဲကိုနိုင်ပါလိမ့်မယ်။ဆိုတော့ fourth ဟိုကားကဲအလဲရောက်ပါပြီ။ 4th grade နေကြွားတဲ့ကကိုမီဖော်မနဲ့သာဆိုရင်တော့ 4th ဟိုကားကက AC နိုင်ပါတယ်။ဒါပေမဲ့မျှတာသွားအောင်သူအသက်ရှင်နေတော့ကနေပဲရှင်ကြည့်ပါမယ်။ Yellow Flash လို့တောင်တင်စားရလောက်တဲ့ Shinobi War မှာအမြန်ဆုံးလူသားအောင်နိုင်မို့ဆို Itachi ကခံကျစုနဲ့ဖမ်းမိမှာကိုရှာမှာပါ။အဲ့လောက်မြန်နေတဲ့ကောင်က Amaltheya စုနဲ့လည်းလောင်မှာမဟုတ်သလို Susano နဲ့ကောက်ရိုက်လို့လည်းမရှာပါဘူး။ခံကျစုရဲမရအောင်လဲ Yellow Flash ဆိုတဲ့နာမည်ကအလကားရထားတာမဟုတ်ပါဘူး။တေချာပေါ့ 4th ဟိုကားကကလွန်အောင်ရှောင်ပြီး Rasengan နဲ့ထူလိုက်ပါလိမ့်မယ်။ အဲ့ဒါကြောင့်ဝင်တာက fourth ဟိုကားခဲ့ပါ9ရောင်မြောက် fifth ဟိုကားခဲ့သူကတတ်မာတဲ့ဒဏ်ရာအကုန်လုံးကိုဟိူးနိုင်နေဆိုပေမဲ့အဲ့ဒါ limit ရှိပါတယ်သူမှ mangal kyo sharingan ရဲ့ခံကျစုကိုကောင်တာနိုင်လောက်တဲ့နီးစနစ်မရှိသလို susano ရဲ့ ceiling weapon ကိုကောင်တာနိုင်လောက်တဲ့ကျစုမျိုးလည်းမရှိပါဘူးသူလှုပ်တက်တာဆိုလို့လက်သီးနဲ့လိုက်ထိုးပြီးကိုတန်ရအလိုအလျောက်ကူတာလောက်ပဲရှိပါတယ်အဲ့လောက်နဲ့တော့ itachi ကိုမနိုင်ပါဘူးဒီပွဲမှာဝင်တာက itachi ပါဆိုတော့နောက်တစ်ယောက်က sit ဟိုကားခဲ့ဒါကအဖြစ်ပေါ်ပြီးသားပါ ကိုနိုဟာရဲ့အကြမ်းဆုံးအဖွဲ့ဖြစ်တဲ့ Legendary Team 7ရဲ့ခေါင်းဆောင်နာမည်ကြားတာနဲ့ရန်သူတွေဖိမိတ်တုံအောင်ကြောက်ရတဲ့ White Fang ရဲ့သားဂျိုးစုပေါင်းတထောင်ကျော်ကိုကော်ပီထားတဲ့ကိုနိုဟာရဲ့ Copy Ninja Sharingano Kakashi ကအီတာချီနဲ့တွေ့တော့စက္ကန့်ပိုင်းအတွင်းခံကျစုရဲရှောက်သွားပါတယ်။ဒါကခကာရှိညံ့လို့မဟုတ်ပါဘူး။အီတာချီကတော်လွန်နေတာပါ။ဒါကြောင့်ဒီပွဲမှာအီတာချီသေချာပေါင်းနိုင်ပါတယ်။7 Hokage ဒါလည်းပြောနေစရာမလိုပါဘူး။ Naruto ကပေါ့ပေါ့ပါပါလေးနဲ့ကိုနိုင်ပါတယ်။ နောက်ပိုင်း form တွေမဟုတ်ပဲ stage move only နဲ့တော့ itachi ရဲ့အာမတဲရစုကိုရောစူဆာနိုကိုရောရှင်ဖြုတ်နိုင်လောက်အောင်ကြံပါလေ stage move ကြောင့်ခံကျေးစုကိုကောင်တာနိုင်တယ်လို့ jinchuri ki တွေကိုခံကျေးစုကအလုံးမဖြစ်ပါဘူးဘာလို့လဲဆိုတော့သူခံကျေးစုမိတိုင်းဘိုက်ထဲရကောင်ကပြန်နှိုးပေးလို့ရလို့ပါစစင်းသားမိတော့ကတော့ခုနှစ်ယောက်နဲ့ချရင်ဘယ်သူနိုင်မလဲပဲစဉ်းစားမိတာပါဒါပေမဲ့တကောင်နဲ့ကွက်ကြံနေလို့ suffer ခံလိုက်ပါတော့မယ်ဆိုတော့နောက်ဆုံးတစ်ယောက် 8th hokage ရှီကာမာရုကရှီနိုဘီကဘာကြီးထဲမှာညံအကောင်းဆုံးလူသားပါ IQ နေရာကျော်နဲ့လုံးဝကိုပြိုင်ဘက်ကင်ဂျီနီယာစ်မှုသူ့ထက်ကျန်းမာတယ်ဆိုတဲ့အကောင်တွေကိုညံအားနဲ့အနိုင်ယူလာတာဇလန်တစ်ချောင်းလုံးဖြစ်ပါတယ်။အီတာချီကိုရောအဲ့လိုအနိုင်ယူနိုင်မလားဆိုတော့မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့သူ့လောက်မဟုတ်ပေမဲ့အီတာချီကလည်း genius တယောက်ပါ။သူ့ဘလောက်ပဲ plan တွေဆွဲဆွဲအီတာချီရဲ့ skill တွေကို outplay နိုင်မှုသူ့အတွက်အချိန်မလောက်ပါဘူး။သူ့ plan မဆုံးခင်ခြာကာရာကုန်ပြီးရှော်သွားပါလိမ့်မယ်။ဒါကြောင့်ဝင်တာကအီတာချီပါ။ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ။ဒီဗီဒီယိုတစ်ပုဒ်လုံးကကျွန်တော်အမြင်မို့တချို့သူတွေရဲ့အတွင်းနဲ့မတူတာရှိကောင်းရှိပါလိမ့်မယ်။ အဲ့ဒါကြောင့် brother တို့အနေနဲ့ဒီထဲကတပွဲပွဲမှာမတူတဲ့အောက်ခံရှိလိမ့်မယ်လို့ထင်ရင် comment မှာဆွေးနွေးသွားနိုင်ပါတယ်။ Marvel နဲ့ DC ရဲ့ထွက်ထားသမျှ animated movie တွေကိုမြန်မာစာတန်းထိုးနဲ့ကြည့်ကြတဲ့ဆိုရင်သမင်းရဲ့ Telegram မှာတကားမကြမ်းရှိပါတယ်။တသက်စာမမကြီးနဲ့တကားဝင်ထားလိုက်ရင်အစ်စ်ထွက်လာသမျှကားတိုင်းကိုလည်းစက်ကြည့်နိုင်အောင်ပါပါ။ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ မမ်ဘာဝင်ကျင်လို့ဖြစ်ဖြစ်သိကျင်တာရှိလို့ဖြစ်ဖြစ်ဆက်သွယ်ဖို့အတွက် link တွေကို description မှာရော comment မှာရောပေးထားပါတယ်။ Telegram ကနေလာမေးလို့ရပါတယ်။ဒီနေ့အဖို့ Adios